ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Pin Boss Reaction Channel နေအားလုံးကို Nutrition ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November 18ရက်နေ့ရဲ့မနက်ပိုင်းသတင်းထူးသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့မနေ့ညတော့ဗောနော်ကျွန်တော်ခီးထွက်နေတဲ့အတွက်သတင်းမတင်ဆက်ခန်းနေတာအထူးပဲတောင်းပန်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်တို့လိုရင်းတူရှင်သတင်းထူးလေးကိုကျွန်တော်အရင်ဆုံးနားထောင်ကြည့်လာနော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဘမ်းမောက်တွင် မြေပြင်ဝင်ထိုးစစ်ဆင်လာတဲ့စစ်တပ်နဲ့ SNAR တော်လိုင်းတပ်များခုခံတိုက်ခိုက်စစ်တပ်စစ်အုပ်စုဘက်မှထိခိုက်ဒေဆုံးမှုများရှိပြီးအသေးခံ drone ၃စင်းကိုတော်လိုင်းတပ်တွေရရှိသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ခလာယာ296မှာတက်သားတဦးအရက်မူးနေတဲ့တချက်ကြီးရဲ့တနက်ကိုယူဆောင်ပြီးအလင်းဝင်လာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒါကတော့မကွေးတိုင်းရေစကြိုမြို့နယ်စစ်ကော်မရှင်တပ်ခလာယာ296ကတက်သားတစ်ယောက်ကအရက်မူးနေတဲ့တချက်ကြီးရဲ့တနက်ကိုပါယူဆောင်ကရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဲ့လင်းဝင်ရောက်လာတယ်လို့သိရပါတယ်။ တတားဟိမ့်ထက်လင်းလို့ခေါ်ရတယ်ပေါ့နော်ပေါ်တာဆွဲတဲ့ပါစာမဟုတ်ဘူးကျွန်တော်တို့စီစီဆက်သွယ်လာတာတလားလောက်ရှိပြီးခုမှသာအကျိုးအကြောင်းတိုက်ဆိုင်လို့ကျွန်တော်တို့စီဆက်သွယ်ပြီးတော့ထွက်လာတာကျွန်တော်တို့လည်းသွားခေါ်လိုက်တာလို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြုံမြို့နယ်ပကားပါတာဝန်ရှိသူကတရင်ပြပို့ထားပါတယ်ခင်ဗျာနောက်ထပ်တရင်တို့ကတော့ကမ္မမြို့အဝင်တွင် KTB မှကားဖြင့်ပြန်လာတဲ့ပြူစောတိခေါင်းဆောင်အောင်ဝင်းအပါဝင်၃ဦးဖြစ်ခဲ့ခံရပြီး၃ဦးစလုံးမြေဩဇာဖြစ်သွားပြီဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်အဲ့ဒါကတော့ဒီ ကွေးတိုင်းကံမမြို့အဝင် KDB မှကားဖြင့်ပြန်လာတဲ့ပြူစော်ဒီကောင်းဆောင်အောင်ဝင်းအပောင်ဝင်း၃ဦးကိုပြစ်ခတ်တိုက်ခိုက်ရာ၃ဦးစလုံးမျိုးစားဖြစ်သွားတယ်လို့သိရတယ်။ပတေမွန်ရလမ်းမနဲ့ကံမမြို့အဝင်လမ်းစုံ၄မိုင်အနီးမှာတဲ့ Double Club ကားဖြင့်အုတ်ရှိပေမျိုး KDB မှပြန်လာတဲ့ပြူစော်ဒီကောင်းဆောင်အောင်ဝင်းအတွင်းမှုရဲအောင်နဲ့အာမခံတပ်သားအောင်မြင်တို့၃ဦးကိုစတော်လိုင်းတက်မြောက်ကပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတပုတ်ကတော့ဒရိုက်တာကိုပေါ့ရိုက်ကူပြီးနယူတော်လိုင်းအမှုပညာရှင်အကယ်ဒမီမင်းမော်ကွန်ခေါင်းဆောင်ပါဝင်တရုတ်ဆောင်ထားတဲ့ပြုံးပြုံးလေးရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာဒီကနေ့ပြသခဲ့ရာယုံပြည်အားပြေးခဲ့အားပြေးခဲ့ကြကြောင်းဦးဆောင်သူတူကပြောပါတယ်ဟောနော်ဒီရုပ်ရှင်ကို KNP နဲ့ဒီမော့ဆိုပရူဆိုနဲ့ဖားဆောင်မြို့နယ်တွေအတွင်းကကဒီ ကင်းနီတော်လန်ရဲ့သူရဲကောင်းတွေအမှုပညာရှင်တွေနဲ့အတူအချစ်အလွန်ဟာတာနေဦးတော်လန်အရှင်ကာတကားနေဖြင့်2024ခုနှစ်ကစတင်ရိုက်ခွဲခဲ့တဲ့လို့ထိုင်းနိုင်ငံမှာလည်းဇက်ဝန်ခံတချို့ရိုက်ခွဲတယ်လို့သိရတယ်။ပြုံပြုံလေးရုပ်ရှင်ကိုပြီးခဲ့တဲ့ဩဂုတ်6ရက်နေ့ကဩစတြေးလျနိုင်ငံစစ်တီမြို့မှာပထမဆုံးပွဲစဉ်နဲ့ပြသခဲ့ပါတယ်။လာမယ့်နိုဝင်ဘာ23ရက်မှာလည်းဘန်ကောက်မြို့မှာပြသမှာဖြစ်တယ်လို့ကနေဒါနဲ့ဆွီဒင်အပါဝင်နိုင်ငံ၅နိုင်ငံမှာလည်းထပ်တိုးပြသဖို့စီစဉ်ထားပြီးရရှိလာတဲ့ရန်ပုံငွေတွေကိုတော့ကင်းနီရဲဘော်တွေနဲ့ CDM အတွက်ရာနှုန်းပြေးပို့သွားမယ်လို့ကြေညာထားတဲ့အကြောင်း သိရှိရပါတယ်ခင်ဗျာကဲကျွန်တော်တို့လူရီတူရှင်သတင်းတွေဖတ်လို့ပြီးမှသတင်းဗီဒီယိုတွေချက်သွားကြည့်အောင်เนาะအဲ့တော့ကြက်ဖက်မဲအောင်လိုင်းကမွန်ပြည်နယ်ခီးစဉ်အတွင်းမှာဗောနော်ဒီသူ့ကိုမဲပေးအောင်လို့အဝေးရက်ဝက်နဲ့မဲဆွဲနေတယ်ဆိုတော့အကြောင်းကတော့ကြည့်အောင်เนาะစစ်ကောင်ဆောင်မဲအောင်လိုင်းဟာသူ့ရဲ့မွန်ပြည်နယ်ခီးစဉ်အတွင်းမှာအခြေဝက်နဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်ပြီးလူလူကြားတဲ့ဝင်ရောက်ကလာမဲ့ရွေးကောက်ပွဲအတွက်အခြေကြီးသမဏအနေနဲ့မဲဆွေစင်းရဲဆင်းနေတယ်လို့ပုံစံမျိုးစုံပြသနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တိုင်းပြည်ရဲ့ထိပ်ပိုင်ကောင်းဆောင်ရှားတို့အလုံးလေးပါယူထားတဲ့မင်းအောင်လှန်ဟာနိုမလာ15ရက်ညနေပိုင်းကမော်လမြိုင်မြို့ကိုရောက်ရှိနေစဉ်မော်လမြိုင်ကမ်းလှမ်းမှာရှိတဲ့ညစေတန်းကိုတွားရောက်ကြည့်ရှုခဲ့လို့သိရပါတယ်။သူဟာဒေသရိုးရာအစားအသောက်တွေနဲ့ဈေးဆိုင်ခန်းတွေဖွင့်လင်းရောင်းချနေရတဲ့ကိုကြည့်ရှုခဲ့ပြီးတဲ့နောက်မှာဈေးရောင်းချနေသူတွေနဲ့လာရောက်သူတွေအားရင်းနှီးနှီးနှုတ်ဆက်ခဲ့လို့သိရပါတယ်။ဒီလိုလိုရတွေဟာသူ့ကိုယ်သူပြည်သူကောင်းဆောင်တူဒါမှမဟုတ်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ နိုင်ငံသမားပုံစံမျိုးကိုပုံဖော်ဖို့စ조사နေရလို့တုံ့တန်နိုင်ပါတယ်။ယူနီဖောင်းဝတ်အစားအချက်ဝတ်ဝတ်စင်ခြင်းဖြင့်သူ့ကိုယ်သူပြည်သူနဲ့နီးစပ်တဲ့အချက်သားခေါင်းဆောင်အသွင်ကိုပုံဖော်ဖို့စ조사တာပါ။လာမန်ဟန်ပြရွေးကောက်ပွဲမှာသူကဂျာယီသမရဂျာတို့တုံးမဟုတ်နိုင်ငံရေးဂျာတို့တခုခုချာယူဖို့조사နေရဆိုတာရှင်းပါတယ်လို့နိုင်ငံလေးလာတုံသက်သူတူကပြောပါတယ်။စစ်ကောင်ဆောင်တူဟာလုံခြုံရေးအစီအမံအပြည့်အဝမရှိဘဲညစေတန်းလို့ လူရှုပ်တဲ့နေရာမျိုးကိုသွားရောက်နိုင်မှုဆိုတာမဖြစ်နိုင်ပါဘူး။ဒါကြောင့်ရင်းနှီးနှီးနှုတ်ဆက်ခြင်းဆိုတာဟာတင်းကျပ်တဲ့လုံခြုံရေးအရဖန်တီးထားတဲ့မြင်ဝင်းတစ်ခုသာဖြစ်နိုင်ပါတယ်။ဒီလိုလှုပ်ဆောင်နေခြင်းဟာဒေသခံတွေရဲ့စိတ်ဝင်စားမှုကိုရှာယူပြီး၎င်းရဲ့အာဏာတင်မြေးအတွက်မဲဆွေခြင်းပုံစံမျိုးဖြစ်နိုင်တယ်လို့နိုင်ငံလေးလာသူတွေကသုံးသပ်နေကြပါတယ်။ရွာရဖြစ်တယ်ဘာလို့လှည့်ပြီးမှသူသွားရမှာမဟုတ်ပါဘူးเนาะအဲ့တော့ဒီရဲ့အားဒီအားလုံးကဒီပြည်သူဆိုတဲ့လူတွေလည်းအားလုံးသူ့လူတွေပဲဖြစ်မှာပါเนาะ ကဲကျွန်တော်နောက်ထပ်နားထောင်မယ့်သတင်းပြီးတော့အချမ်းဖက်စစ်ကောင်စီရဲ့ဒီပါစာတွေရဲ့ဒီတိုက်ခိုက်ဆွမ်းရင်လည်းကျွန်တော်တော်လိုင်းတိုက်ခိုက်ဆွမ်းရင်ဘာတွေကွာလဲဘယ်လိုမျိုးဖြစ်နေလဲဆိုတာကိုသုံးသပ်ပေးထားတယ်ကျွန်တော် PDF ရောပေါ့တယောက်ရဲ့သုံးသပ်ချက်နားထောင်ကြည့်အောင်နော်။အားကြရင်သူတို့ကပြန်ပြီးတော့ပိုကောင်းတာထက်လို့တယ်။ထက်လို့တော့ကျွန်တော်တို့ကဆက်ဆံခြင်းခက်ခက်တွေ့တယ်။ဒါမဲ့ကျွန်တော်ပြန်ပြီးတော့ကြော်လာတယ်။အခုမောတော်လေကျွန်တော်အဲ့ဒီတိုင်းပဲကျွန်တော်အရင်တော့ကျွန်တော်မကြော်နိုင်ခဲ့တဲ့ဂျာမာဖြစ်ဖြစ်လိမ့်မယ်ဒါမဲ့ကျွန်တော်ခုနပြောခဲ့တယ်လို့ပဲကျွန်တော်အချိန်တစ်ခုပဲကျွန်တော်ကကြော်မှာပြန်လှုပ်မှာကြော်လည်းပြန်လှုပ်မှာအဲ့တော့ တော့နောက်တစ်ခုကသူတို့ဒီကျွန်တော်မြင်တာတော့သူတို့ကတင်ခဲ့တဲ့ဟာတစ်ခုပဲသူတို့သိတာကျွန်တော်တို့ကမဟုတ်ဘူးကျွန်တော်တို့ကဆက်ပြီးတော့လောမယ့်ဟာကျွန်တော်သိတယ်သူတို့ကိုတင်လိုက်တဲ့ဟာကဥမာအခုဆိုရင်သူ့ကိုအဲကျွန်တော်ဒီတရုတ်နဲ့ရုရှားကူးတဲ့သတင်းထွက်နေတယ်ပေါ့လေအဲ့တော့သူတို့ဒီကျွန်တော်မြင်တာကတော့ဟိုအပညာအကုန်သူတို့ပေးနိုင်မှာမဟုတ်ဘူးပေးမှလည်းမဟုတ်ဘူးသူတို့ကွက်ထားမှာပဲတေချာတယ်အဲ့တော့သူတို့ကလည်းသူတို့ပြသလောက်ဟာလေးပဲသူတို့မြင်မှာအဲ့တော့၃လသလောက်ဟာလေးပဲသူတို့သိမှာပဲဒါပေမဲ့ကျွန်တော်တို့ကကြာမဟုတ်ဘူးကျွန်တော်တို့ကဒီထက်ပိုကျွန်တော်လေ့လာနိုင်တယ်လေလေလေ့လာမယ်ပညာရှင်တွေကျွန်တော်စီမှာရှိတယ် အဲ့တော့ဒီ dollar ရင်းမှာလည်းကျွန်တော်မြင်တာအဲ့လိုမျိုးပေါ့လေကျွန်တော်ဒီ new dollar ရင်းဖြစ်လာတဲ့ခါကျတော့ကျွန်တော်တို့ဒီလက်နက်ကင်တက်ဖွဲ့ဆိုတာကျွန်တော်တနက်ပြစ်တဲ့လူကြီးရောက်လာခဲ့တာမဟုတ်ဘူးအကုန်လုံးကတနက်တော့ပြစ်တဲ့နေရာမှာအားနေလိမ့်မယ်ဒီကျွန်တော်ချိန်မွေးမှာတနက်ကင်ပြီးမတိုက်နိုင်တဲ့ရဲဘော်တွေလည်းရှိတယ်ဒါပေမဲ့သူခန္ဓာကိုယ်ကြီးကလိုအပ်ချက်လည်းရှိလိမ့်မယ်အဲ့တော့ဒါပေမဲ့အဲ့ဒီရဲဘော်တွေဒီသူ့ရဲ့ကျွမ်းကျင်တဲ့အပိုင်းတွေမှာကျွန်တော်ဒီ dollar ရင်းအများကြီးသုံးနေရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ dollar ရင်းကဒါခစ်တဲ့ dollar ရင်းဖြစ်သွားပြီကျွန်တော်တို့ ခစ်ကလည်းမတူတော့ဘူးဆိုတော့ကျွန်တော်တို့မှလောက်ရတဲ့အစိပ်ပိုင်းတွေကအများကြီးဖြစ်သွားပြီကျွန်တော်တို့အများကြီးဆိုတာကျွန်တော်တို့ဆိုအခုဆိုရင်ဒါ drone နဲ့ပတ်သက်ဆို drone နဲ့နည်းပညာသမားတွေအများကြီးလိုလာပြီအဲ့လိုပဲနည်းပညာသမားအများကြီးလိုတဲ့ဆမှာဒီ drone ကို battery သွင်းဖို့အားသွင်းဖို့တဲ့လက်စစ်ဘယ်လိုဆင်းအောင်ဆိုလက်စစ်ပညာရှင်တွေလည်းလိုလာပြီအဲ့လိုပဲကျွန်တော်တို့ကအခြေခံဖြစ်တဲ့ဟိုလောင်စာဟုတ်ပြီမီးဆက်သုံးရမယ်အဲ့မီးဆက်ကိုမီးဆက်ကလည်းပြတ်တက်တယ်အဲ့ဒါမီးဆက်ပြင်းတဲ့ပညာရှင်လိုလာအဲ့တော့ဒီတော်လိုင်းမှာကျွန်တော်တို့ကအကုန်ရှိတယ်ဘာလို့ပညာရှင်တွေကုန်ပါလာပြီအဲ့တော့ကျွန်တော်တို့မှအဲ့ကြောင့်အခုဒီတော်လိုင်းကြီးက တကယ်တော့ကျွန်တော်လက်နဲ့ကင်ပြီးတိုက်မရမှာဘူးကျွန်တော်အစိပ်ပိုင်းကြီးအများကြီးလိုတယ်အဲ့လိုပဲကျွန်တော်ဒီတော့ရဲ့ရှိနေတဲ့သူမှမဟုတ်ဘူးကျွန်တော်လက်ရှိအဖက်ဖက်ကထောက်ပံ့ပေးနေတော်လိုင်းမှာကုင်းထောက်ပံ့နေပြည်သူတွေဆိုလည်းအများကြီးပဲသူတို့အစိပ်ပိုင်းကြီးပေါ့လေအခုဆိုလည်းတချို့ဆိုရင်ပြောကြရပေါ့လေတရားနိုင်ငံမှာရောက်နေပြီးတော့အဲဟိုအိပါဘာပညာဖြစ်ပေါ့လေကျွန်တော်အရင်ဒါပေမဲ့ကျွန်တော်မြင်လာကြလဲဒါဟိုကျွန်တော်ကရွေးချယ်ခဲ့တာကျွန်တော်တော်တဲ့ရောက်နေရကျွန်တော်ဆိုခုဒီလမ်းကိုကျွန်တော်ရွေးချယ်ဒါကျွန်တော်ရွေးချယ်မှုဘယ်သူမှကျွန်တော်တို့ကို နိုင်ငံတော်ကြီးသူကကေတင်လိုက်ပါအောင်ဆိုရင်အဲတုံ့လို့တာလည်းမဟုတ်ဘူးကိုဆန္ဒကိုခံယူခြင်းနဲ့ကော့ကိုလာတာကော့ကိုလာတာအဲ့တော့ကျွန်တော်တို့အကျိုးသက်တွေခေါ်မှာကျွန်တော်တို့မှာပဲတာဝန်ရှိတာပဲအဲ့လိုပဲကျွန်တော်တို့ခုဒီတက်တဲ့နိုင်ငံရောက်နေဆိုပေမဲ့လည်းတချို့ကကျွန်တော်ကူညီရတဲ့လူတွေအများကြီးရှိတယ် ferry ဒီမှာဒါပေမဲ့အချောင်းတဲ့လူတွေရှိတာပေါ့လေဒါပေမဲ့အဲ့လိုလူမျိုးကတော့ပြောတာပြောလို့ရတယ်ကိစ္စမျိုးဒါပေမဲ့တချို့တွေကတော့ကူညီကြတဲ့လူတွေရှိကြတယ်အဲ့လိုပဲကျွန်တော်တို့ထိုင်းဘက်မှာနေပြီးကူရတဲ့လူတွေအများကြီးရှိတယ်ဘာလို့လဲတရားတွေကလောက်အားတွေကမတူကြဘူးဥပမာကျွန်တော်တို့ အဲဒီ celebrate ရဲ့ဆိုဥမာမင်းမော်ခွင်ပေါ့လေမင်းမော်ခွင်တို့ဥမာအခုအာဇာနည်ရုပ်ဆိုကျွန်တော်တို့ကသူတို့လက်နက်ကင်ပြီးတော့ဒီမြေမြေချင်းဟိုးမှာချတာနဲ့သူတို့တက်နိုင်တဲ့ဒီ ferry ရှာနဲ့ဆိုကျွန်တော်ကအကွာကြီးလေကျွန်တော်ကအလုတ်ဖြစ်အောင်စဉ်းစားရမှာကျွန်တော်အဲ့တော့တချို့ဒီဘောမတွေကလည်းဟိုနည်းနည်းညှောက်နေပေါ့လေညှောက်တော့ကျွန်တော်ဒီ dollar ပါတဲ့သူတွေကဆာချို့နည်းနည်းလေးယိုင်သွားကြတာရှိကြဟာသူတို့တက်တရနိုင်မှာနေပြီးတော့ဘလို့ဖြစ်တယ်ဆိုတာဒါပေမဲ့ကျွန်တော်မြင်တာကတော့မဟုတ်ဘူးသူကိုလုံနိုင်တဲ့ကိုယ်ပိုင်းမှာကိုယ့်အကူအကောင်ပေါင်ဖို့လိုတာ ကဲတော့အသက်ငယ်လေးနဲ့တကယ်စိတ်စားပြေးပါနော်ကျွန်တော်ပတ်ဆိုင်ဆိုင်နေလူကရှာပေးကျွန်တော်တိုက်နိုင်ခိုင်နေလူကတိုက်ပေးအဲ့လိုပဲပြီးတော့ကျွန်တော်တို့မြင်သားလက်ရှိဒီတော့ရောက်နေရေဘော်တွေကလည်းဟိုကျွန်တော်တို့မှာမြို့မှာတခုရေဘော်စီတွေပျော်ပနေတာရှိနေတယ်အဲရှိလေကျွန်တော်တို့ကအဲ့ဟာငါတော့တော်ရဲကွာဒီကောင်းကြီးကဘာဖြစ်လဲဆိုတာမျိုးတော့ကျွန်တော်အနေနဲ့ကတော့ဟိုမဖြစ်ဘူးမဖြစ်ဘူးဆိုတာဒါကျွန်တော်ရွေးချယ်ခဲ့တဲ့လမ်းလေသူတို့လည်းသူတို့ရွေးချယ်ခဲ့တဲ့လမ်းတော့သူရေပေါ်စီလမ်းရွေးတာကျွန်တော်လည်းဆိုကင်းနေအဲ့လိုမကြိုက်ဘူးဆိုရင်ရေပေါ်စီလမ်းရွေးခဲ့ပေါ့ဟုတ်ကျွန်တော်ကတော့ကျွန်တော်ပြောသူကျွန်တော်ဒါရွေးတဲ့လမ်းဖြစ်တဲ့အတွက် ဘဒုသူမှကျွန်တော်တို့ကဟိုကက်တွက်နေကြလဲမလို့ဘူးကျွန်တော်ကလိုပဲမြင်တယ်ဒါပေမဲ့ပြည်သူချင်းကတော့ပြောမှာပေါ့လေပြည်သူချင်းပြောတာတော့ကျွန်တော်လည်းမတက်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့လက်နဲ့ကင်ထားတဲ့လူကြကျွန်တော်တို့ကဒါစစ်သားရဖြစ်သွားပြီစစ်သားရဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကပြည်သူတွေတကယ်တော့ဒါကျွန်တော်အမြင်ရပြောရင်ကျွန်တော်တို့ကဟိုရေပေါ်စီဆိုလဲဒါပြည်သူတွေပဲပြည်သူတွေပဲအဲ့တော့ကျွန်တော်တို့က ဟိုဂျေဘော်စီသွားပြီးတော့ခွဲခွဲကြားလဲကျွန်တော်ဆက်ဆံလို့မရပြန်ဘူးဒါပေမဲ့တခုရရှိရပေါ့လေပြည်သူချင်းက brain core ရေး social punishment တွေတော့ကျွန်တော်တို့လှုပ်တင်လှုပ်လဲလှုပ်အောင်ပေါ့ပေါ့လေဒါပေမဲ့ဒါကကျွန်တော်ပြင်းထန်တဲ့အားလည်းမဟုတ်ဘူးအဲဒါကတော့လှုပ်တင်တယ်ဒါပေမဲ့ခုနပြောသလိုကျွန်တော်တို့လက်နက်ကင်တဲ့သူတွေနေရကြတော့သူတို့ကိုသွားပြီးတော့ဟို ရန်ဖြစ်တာဘာညာကြမသိတော့တော့မင်းတို့ဘာလို့ဒီလိုမျိုးဘောမနေရလဲဘာလို့ဆိုဘာလို့ကျွန်တော်ကလက်နဲ့ကင်ထားတယ်ပြီးတော့တို့ကျွန်တော်ကချိန်ချမှုပုံစံသွားဖြစ်လို့မရဘူးကဲဒါတော့เนาะတော်ထဲမှာရှိနေတယ်ကျွန်တော်တို့ရဲ့ရဲပေါ့เนาะ PDF လူငယ်စိတ်ဓာတ်ပြည့်ဝမှုဖြစ်ပါတယ်အဲ့တော့ဒီတချို့သောနေရာတွေမှာတော့တချို့သောဒီ PDF တက်ရင်တွေမှာတကယ်ပဲဥပဒေချိုးဖောက်တဲ့သူတွေလည်းရှိတယ်ပေါ့เนาะအဲ့တော့ဘယ်လိုပဲပြောပြောဒီလိုမျိုးလူငယ်တွေအမြင်ကျဲလူငယ်တွေများများရှိပြီးများများဥစားနိုင်ဖို့လိုပါတယ်အခုရဲ့ပိုင်းမှာဆိုရင်လည်း UNG နဲ့ပတ်သက်တဲ့ဒီတချို့တက်ရင်တွေမှာ ဟိုမကောင်းတဲ့တွေထွက်ပေါ်နေတွေ့ရပါเนาะအဲ့တော့ပြည်သူဘက်မှာတော့များသောအားဖြင့်အခုချိန်နောက်ပိုင်းမှာဆိုရင်အာပို့ပြီးတော့ဝေဖန်လာတွေ့ရတယ်အဲ့တော့ UNG အနေနဲ့ဆက်ပြီးတော့ဥဆောင်မှုဆိုရင်တော့ဒါမျိုးတွေကိုအရေးဘူးပေါ့เนาะပြပြတသားကင်တွေဖို့လိုနေပါပြီเนาะကဲကျွန်တော်တို့နောက်ထပ်နားထောင်မှာတော့ဒီအချမ်းပဲစစ်ကောင်စီရပါเนาะဒီအမှုပညာရှင်တွေကိုကမ်ပိန်းမှာပါပြီးမှအတင်းဆွဲခေါ်လိုက်တာကသူ့ဘက်ကိုအတင်းဆွဲခေါ်လိုက်တဲ့ပုံစံတွေဖြစ်ပြီးတော့ပေါ့เนาะဒီဒေါ်လာရင်းနဲ့ ကွဲသွားအောင်ပေါ့နော်သူတို့လှုပ်ဆောင်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုသုံးသပ်ပေးထားတဲ့ view တွေနားထောင်ကြအောင်နော်ဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်တို့ဖြစ်လို့မရဘူးဆိုတဲ့စကားလေးကိုကျွန်တော်ဖြစ်ပြီးဆွေးနွေးခြင်းလေဒါကဘာလဲဆိုတော့အခုဒီခေတ်သမိုင်းကိုဒုံဆိုင်တဲ့စကားမှာပါတဲ့နာမည်ကြီးအမှုပညာရှင်တွေရောအခုယူကော့ပွဲမှာကမ်ပိန်းမှာပါတဲ့အမှုပညာရှင်တွေအကုန်လုံးအသိအကျုံပြီးတော့စစ်ကောင်စီကသူတို့ရဲ့အိတ်ကတ်တွေကိုဆွဲထည့်လိုက်တယ်ပေါ့ဗျာဒါကမ်ပိန်းမှာပါခိုင်းတာဒါသူတို့ဘက်ခြမ်းကိုအတင်းဆွဲခေါ်ပြီးတော့ ဖျားပေးပြီးလုတ်ခိုင်းတာပဲသူတို့သဘောတဘာဝနဲ့ဆိုလို့ရှိရင်တော့ကိုသဘောနဲ့ကိုလာလုံကြရင်ဆိုတော့အကုန်လုံးကညင်းမှာတော်တော်များများညင်းမှာပေါ့နော်ဘာဖြစ်လို့ညင်းမှာလဲဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲကအဲလူတို့ကဆန့်ကျင်သဘိမ့်မောက်တဲ့အခါမှာဒီအင်းအားကြီးကတိတ်ကြီးရဲ့ရှေ့မှာဆိုရင်ဒိန်းတော်ကနမူနာပဲပေါ့ဗျာဒိန်းတော်ဒီအဲဒီဟာတာအစည်းအုံးဆိုပြီးတော့လုပ်တယ်အဲပြီးလို့ရှိရင်မဲအောင်လိုင်းကိုကျိုးစိုးပွဲတွေမှာသွားပါဝင်ပြီးတော့မှဂျောင်းကိုဘောမာတယ်ပေါ့ဗျာဂျောင်းကိုစစ်တဲ့ဘက်ကရက်တည်တယ် ်ရက်တည်တဲ့အခါမှာလူလူကလည်းအဆန့်ကျင်တော့သူ့ကိုကွဲငါမဲ့လူတွေမရှိတော့ဘူးနောက်ပြီးတော့သူ့ပါတဲ့ရုပ်ရှင်ကရုံတင်ပြီးမပြရတော့ဘူးအဲ့လောက်ထိကိုချင်းနေဆိုးသွားတယ်ဘယ်သူမှသူ့ကိုပိတ်ပင်ထားတာမဟုတ်ဘူးနော်စစ်တပ်ကလည်းရိုက်ခွင့်ပေးထားတယ်ကိုတော့ဆိုရင်ဥကျော်သူလို့ဆိုရင်ဒါစစ်တပ်ကအမှုပညာလုတ်ခွင့်ကိုပိတ်ထားတာရုပ်ရှင်မရရဥစားခဏတို့ဥကျော်သူလို့ဆိုရင်မရရမလုတ်ရနဲ့အမှုပညာလုတ်ခွင့်ကိုပိတ်ထားတာဒါပေမဲ့ဒိန်းအောင်ဘယ်သူမှမပိတ်ဘူးဒါပေမဲ့လူလူကပဲပိတ်ပေးလိုက်တာအဲ့တော့ဒိန်းအောင် လုံးဝအကြက်တွေ့သွားတယ်နော်ဒုက္ခရောက်သွားတယ်အဲ့တော့အဲ့ဒီအချိန်မှာ ဒီအမှုပညာသမားတွေကလည်းတည်တယ်သူတို့စစ်တပ်ဘက်ကနေရိုက်လို့ရှိရင်တော့အခုလိုမျိုးလူတို့ရဲ့ white coat ကြုံရရင်ဒုက္ခရောက်မယ်ဆိုတာသူတို့သိတယ်အဲ့ဒါကြောင့်သူတို့မလုပ်ချင်ကြတော့ဒါပေမဲ့အတင်းဖျားပေးပြီးလှုပ်ခိုင်းလိုက်တယ်လှုပ်ခိုင်းလိုက်တော့စစ်တပ်ကသူတို့ကဘာဖြစ်စေချင်တာလဲဆိုတော့မင်းတို့လူတွေကတော့ငါတို့ကတော့ငါတို့ရဲ့အမဲအောင်ဘက်ကိုဆွဲပြီးတော့တင်းလိုက်ပြီးကတ္တရာဘုံတုတ်လိုက်ပြီးအမဲတုတ်လိုက်ပြီးမင်းတို့လူတွေအကုန်မဲသွားပြီး ဆိုတဲ့အခါကြလို့ရှိရင်ဒီဘက်တော်လန်ရေးဆိုင်ဘက်ကအဖြူဘက်ကလူတွေကလည်းမဲသွားတဲ့လူတွေကမဲရကောင်းလားဆိုပြီးဝိုင်းပြီးတော့ဆန့်ကျင်စီးကျင်နေပြောစီကျင်နေအဲတိုက်ခိုက်စီကျင်နေအဲ့လိုတိုက်ခိုက်တဲ့အခါကျရင်အမှုပညာရှင်တွေပေါ့နော်တကယ်ကိုပြည်သူဘက်ကရက်တီပြီးထောင်ချတန်းကြလုပ်ခဲ့တဲ့လူတွေကမတွေးမလဲဆိုတော့အာငါတို့ပြည်သူလူထုအတွက်ဒီလောက်ထိလုပ်ခဲ့ပြီးတော့ငါတို့ပေါ်ဒီလိုလေးတောင်စာနာမှုမရှိဘူးကွာငါတို့ထောင်ချခဲ့တာတွေငါတို့ဒုက္ခခံခဲ့တာတွေကအလကားပါလားဆိုပြီးစိတ်သက်ကြ ပြုလို့ရှိရင်သူတို့စစ်ကောင်စီနဲ့ပူးပေါင်းအဲ့ဒီအမှုပညာသမားတွေအားပေးတဲ့ထောက်ခံတဲ့သူတွေကလည်းစစ်တပ်ဘက်ကိုအဲအဲဒါဒါ indirect အားပေးတဲ့ပုံစံမျိုးတွေပေါ့ဗျာသူတို့ကတော့ဒီခေါင်းမှန်အကုံစားပေါ့အမှုပညာသမားတယောက်ရရင်အဲ့နောက်ကပေးတဲ့အကုံစားပေါ့ဒီလိုဒီလိုမှန်းထားပြီးတော့မှဒီလိုလုပ်တယ်လို့ကျွန်တော်တော့ယူဆတယ်ဒါသူတို့ဖြစ်စေချင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုဘက်ကတော့ဒါဖြစ်လို့မတင်ဘူးလို့ကျွန်တော်ယူဆတယ်အဲ့လိုဖြစ်သွားရင်တော့အဲစစ်ကောင်စီရဲ့ထောင်ချောက်ထဲကိုဝင်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဟို အချိန်ကာလတစ်ခုစောင့်ကြည့်ပြီးတော့အခါမှသာလေဘသူကတော့လုံးဝအမဲဘသူကတော့အဲခုနမိခိုးရောင်ဘသူကတော့အဖြူဆိုတာကိုကျွန်တော်တို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်ဒီလိုနည်းနဲ့ပဲပြည်သူကလည်းသတ်မှတ်ကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျဥပမာဆိုရင်ဗျဟိုခေတ်ကဆိုရင်အားလုံးဒီအတိုင်းပဲအဲဥကျော်ဟင်းတို့နော်ကျော်ဟင်းတို့ဒွေးတို့လည်းအဲဒီစစ်ကားရိုက်တာပဲစစ်ကားမရိုက်ဘူးတဲ့မင်းသားဆိုတာ မရှိတလောက်ပါပဲမြန်မာပြည်မှာเนาะဟိုဒါအခုဒေါ်လာရေးဆိုင်ဘက်မှာပါဝင်တဲ့ဒါကိုမင်းမော်ကွန်းတို့ကဆဒါဟိုတော့ဆိုလည်းဒါအတင်းဖိအားပေးလို့ရိုက်ခဲ့ရတဲ့ဟာကြီးပဲဥစဉ်ဝိုင်းတို့ကဆရိုက်ခဲ့ရတဲ့ဟာတွေကြီးပါပဲအားလုံးသိကြပါတယ်เนาะကျော်ရင်းဆိုငွေလဲမွေးချွေလဲမွေးနဲ့အကယ်ဒမီရတယ်အရန်အောင်တို့စိုးသူတို့ကိုကိုလေးမောင်တို့စားပြုံပေါ်ပြအကုန်ရိုက်ကြရပါတယ်ဒီဘက်ကနောက်ပိုင်းမင်းသားတွေဖြစ်တဲ့နေတို့တို့မြင်းမြတ်တို့ဒါတွေကိုတို့မရိုက်ရတာပေါ့เนาะအခုတော့လဲတို့ကတပိုင်းတစ်ပတ်လဲအဲစစ်တပ်တွေမရိုက်တော့လဲပဲအဲစစ်ကောင်စီရွေးကောက်ပွဲတို့တော့ရိုက်နေရပြီပေါ့ဗျာ ြောနေတာတစ်ချိန်တော့လူလူလူထုကတိတယ်ဗျာဒီအမှုပညာရှင်တွေစစ်တပ်အတွက်ရိုက်တယ်ဆိုတော့ညာလဲဘသူကတော့ပြောင်းဘောမှပြီးတော့မှပါသွားတယ်ဘသူကတော့ဒီသူဘက်မှာအာရက်တည်တယ်မဖြစ်သားလို့လုပ်ရတယ်ဆိုတော့ဒီသူကတည်တယ်ပြီးတော့မှဒီသူကအဲ့လိုမျိုးပဲအဲတန်ဖိုးထားပါတယ်ဗျဒီတိုင်းမှာပဲနောက်တစ်ချိန်အချိန်တစ်ခါတစ်ခုမှဒီလိုတော့ဒီလိုပဲဆုံးဖြတ်ပြီးတော့မှဒီသူလူလူကသူတို့ ကက်စစ်မှန်တဲ့အနုပညာရှင်တို့အားပေးကြမယ်စစ်တပ်ဘက်ကနေဘုံမမဲ့ဘုံမတဲ့အနုပညာရှင်တို့တို့ဘိုင်းကောလောက်ကြမှာဒါလုံးဝသိကြပါတယ်ဒီတောက်လျှောက်စောင့်ကြည့်နေတာပေါ့ဗျာပြည်သူကတော့ပေတော်မှဒါကိုလက်လျှော့သွားမှာမဟုတ်ဘူးဆိုတော့ဒါသိကြတယ်အဲ့တော့ဒီချက်ကိုလည်းဒါဖြည့်ဆွေးနွေးခြင်းနဲ့နောက်တစ်ချက်ကတော့ ကဲဒါတော့အမှန်ပဲเนาะခုချိန်မှာဆိုရင်တို့တို့ကိုတိုက်ရိုက်ဝေဖန်နေဆိုရင်တို့ဘက်ကနေလည်းပြန်ပြီးစိတ်လေသွားတဲ့အပိုင်းတွေရှိနေတယ်ပေါ့เนาะအဲ့တော့ပြင်းပြင်းထန်ထန်ဝေဖန်တာမျိုးကို short ပြီးတော့ပေါ့เนาะ boycott လုပ်လုပ်တင်တာလို့လုပ်ပါ boycott တော့ပြဿနာမရှိ boycott တော့လုပ်တင်တယ်ဒါပေမဲ့ဝေဖန်တဲ့အပိုင်းတွေမှာတော့ခဏ short ပြီးမှအချိန်ကြီးဆက်ကြည့်ရဆိုတော့ဒါအကောင်းဆုံးပေါ့เนาะအဲဘာလို့ဆိုပြင်းပြင်းထန်ထန်ဝေဖန်နေဆိုရင်အခုချိန်မှာဆိုရင်အကြမ်းဖက်စစ်ကောင်စီခိုင်းတာလောက်ရလို့ဆိုတော့လည်းတေးကြတယ်ပေါ့เนาะအဲ့ဒီပုံမှာအာဒီစင်စင်ညာလေးနဲ့ပြောနိုင်တော့အကောင်းဆုံးပေါ့เนาะအဲ့တော့ဘယ်သူမှဆိုရတော့ဟိုကြောင်ပိတ်သွားတယ်ဆိုရင်တော့အာတနည်းအရကိုရုပ်ထွက်တတ်တာတော့အကျင့်ပဲလေ ကဲကျွန်တော်တို့ကြည့်ရမှာတော့တသက်ခံအခုဆိုရင်တော့ तू use စီကနေပေချလိုက်ပြီเนาะယူကောက်ပဲဝင်လို့လုံးဝမရတော့ဘူးအဲ့တော့ तू ဘာတွေပြောထားလဲဘလို့ဖြစ်သွားလဲဆိုတော့ချက်နှားတော့ကြည့်အောင်เนาะအော်တိုဘာ16ရက်နေ့ကဟိုကျွန်မတို့ဟိုဟာပေါ့ကိုယ်စလဲလောင်းတက်တေကန်ကပ်ပြားကျွန်မတို့ထုတ်ပေးပြီးဖြစ်ပါတယ်ပြီး20ရက်နေ့ညမှာအဲကျွန်မတို့ဒီတရားပယ်ဖြတ်တယ်ဆိုတာစာကျွန်မတို့အကြောင်းကြားစာရတော့လေစဉ်းစားကြည့်နော်နိုင်ငံတစ်ခုရဲ့ရွေးကောက်ပွဲဝင်ခွင့်ရတယ်မရဘူးဆိုတာရွေးကောက်ပွဲဥပဒေနဲ့တိုက်ဆိုင်တယ်အဲ့ဒီရွေးကောက်ပွဲဥပဒေကို အဓိကထိန်းချောင်းမောင်းတင်တာဒီ UEC ရွေးကောက်ပွဲကော်မရှင်ပေါ့အဲ့ဒီရွေးကောက်ပွဲကော်မရှင်ကတတ်မှတ်ထားတဲ့ဥပဒေပြည့်စက်တစ်ခုခုနဲ့ညှိလို့ပယ်ပြက်လိုက်တာကိုအတနာခံစာတင်နေဆိုရင်ဒီရွေးကောက်ပွဲဥပဒေတွေကဒီရွေးကောက်ပွဲကော်မရှင်လုတ်ချင်တဲ့လုတ်လို့ရတာပြောမှာပေါ့နော်စက်လုတ်ထဲရကြည့်နော်စက်နမ်းပါမိအဲကျွန်မ24ရက်နေ့ကကျွန်မ နစလေးရနေ့ကပထမတော့ကျမစာပဲယဉ်တင်လိုက်တာပါရှင့်ဟိုအတနာခံစားတင်တယ်ပြီးတော့တနေ့ရပေါ့နော်တနေ့ရအောက်တိုဘာ30ရက်နေ့ကတော့ကျမအဲကျမဟိုပါပေါ့တင်း9000ပေါ့ကမ္ဘောဇာဘောင်တွင်းပြီးတော့မှကျမကျမကရိုးရိုးသားသားနဲ့အဲဒီပေးရရှိတောင်းဝန်လဲဟာရိုးသားတာနော်ကျမဟွန်းတော်လို့ညင်းပယ်တာမဟုတ်ဘူးအဲပြီးလို့ရှိရင်လည်းဒီရွေးကောက်ပွဲဝင်ခြင်းနဲ့အတွက်ကြောင့်မလို့ဒီလိုရက်တူတူအတွင်းမှာဒီလောက်များတဲ့တောင်းဝင်ခြင်းတာရွေးကောက်ပွဲတောင်းဝင်ခြင်းတာ ရားနေတာဝင်ကျင်တာမှဆိုတာဝေပမာဏကိုကျွန်မကမောစာဘောင်ကိုပေးသွင်းထားပါတယ်ဆိုတာကိုလည်းကျွန်မ UEC ကို30ရက်နေရငွေသွင်းပေးတာနဲ့တပြိုင်နက်အဲကျွန်မတစ်ခါလဲစာတင်ထားပါတယ်ရှင်စာနှစ်ဆောင်တင်ထားပါတယ်ရှင်ဒါကတော့သူရွေးကောက်ဖို့အတနာကစံတင်ပါလားအဲ့ဒီအင်တာဗျူးမှာလို့ဒါပေမဲ့အခုလက်ရှိကျွန်တော်ယူလာဗီဒီယိုဖိုင်ရနောက်ပိုင်းဆက်သွင်းမှာပါအဲ့ဒီမှာဗာပြောဆိုတော့အဲ့လိုတနာခံစားတင်တာသူအပါအဝင်အမှတ်တွေအများကြီးရှိတာတော့အဲ့ဒီအများကြီးတဲကမှ တယောက်ကိုပဲတဲ့ဖြေလျှော့ဝင်ပေးမယ်ဆိုရင်အဲ့ဒီတယောက်ကကျမဖြစ်ရှင်ပါတယ်တဲ့အဲ့လောက်ထိဖြစ်ရှင်တာနော်စက်ကြီးဝါနောက်ထပ်တစ်ပိုင်းဒါကတော့အခုပြောရပြီးတော့အဲ UEC ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ငင်းပယ်ပေးပါရှင်ကျမရဲ့အဲကျမရဲ့အတနာခံစားငင်းပယ်ပြီးဖြစ်ပါတယ်ရှင်အဲသို့တော်လည်းကျမဒီလိုငင်းပယ်ခံရတဲ့အတွက်ဒါငင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူးကဲဘယ်လိုလုပ်ကြအဲ့တော့ကျမကပါလို့မရတော့ငင်းပယ်ပြလိုက် တော့အားလုံးထဲမှာတယောက်တည်းဖြစ်တာလားအမအဲ့တယောက်ကကျမဖြစ်ချင်ပါလားဆိုပြီးသူ့မှာမျောလင့်တောင်းတရရနော်ဒါပေမဲ့မင်းအောင်လာရစ်ဆက်တယ်ကွာနော်လောက်ရစ်ဆက်တယ်စဉ်းစားကြည့်တက်တက်ခံလေးကိုလိုတဲ့ချိန်မှာတော့ဘာဖြစ်လဲခေါ်ပြုံးပြီးရောဟုတ်ပါဘူးခေါ်သုံးပြီးတော့ဟမ်မလိုလဲမလိုတော့ down ကန်ထုတ်လိုက်တယ်ဟာအစအမှန်တည်းလို့ရှိရင်ဟုတ်မဟုတ်အောက်တက်တက်နဲ့ပဲဒေါန်ဆန်းစုတီဘက်မှာနေလိုက်အခုချိန်ဆိုဘာဖြစ်လဲမလဲဟုတ်မဟုတ်ဒါလည်းကြိတ်ပြီးနေလိုက်မယ်အဲ ဒီတော်လိုင်းအလွန်ကာလမှာတော်လိုင်းနိုင်ပါရဲ့အဲကျမလည်းမနှွဲတာတော့နေခဲ့ရတာကျမတို့ကဒီမိုကရေစီဘက်ကပါဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဖြာခင်းလို့ရအောင်မို့ကံကောင်းတာပြည်သူတွေကံကောင်းတာဟာလာမျက်နှာဖုံးနေသူ့အလိုလိုအကျိုးပေးသွားတယ်တိနော်ဒီအန်အန်ဒီရဲ့ဝင်လာတယ်ကျွန်တော်အန်အန်ဒီပါတီဝင်မဟုတ်ဘူးတော့ဒါပေမဲ့ပါတီတွေဆိုတာကိုယ့်ပါတီရဲ့အတွေးရေးကိစ္စကိုပါတီထဲမှာဖြေရှင်းရတယ်ပြောချင်တဲ့အပြင်မှာဘယ်မှမလာဆောက်ကြောက်လို့မပြောဘူးဒါပေမဲ့တက်တက်ခိုင်ရ2024မှာ2024မှာ အန်အန်ဒီတွေကိုဝင်တယ်ပြီးတော့ပါတီကိုကိုမိခင်ပါတီကို ပြန်ပုတ်ခတ်တယ်ပုတ်ခတ်တာတဲ့မှန်မှန်ကန်ကန်ဥပဒေကြောင်းရပါတီကလွဲမားနေလို့ပုတ်ခတ်တာမဟုတ်ဘူးသူ့စည်းဝါးရေးကိုပြည့်စည်လို့ဆိုပြီးသူ့စည်းဝါးရေးကိုလည်းပါတီကမတရားပြည့်စည်တာမဟုတ်ဘူးဥပဒေကြောင်းရခွင့်ပြုပေးလို့မရလို့ပြည့်စည်ခဲ့ဖြည့်စည်ခဲ့ပိတ်ပင်ခဲ့တာဒါကိုမခံမရနိုင်ဖြစ်ပြီးတော့မဟုတ်လေဒီပါတီကိုစုံကန်တယ်ဒီလူလူခေါင်းဆောင်တိုက်ခိုက်တယ်စော်ကားတယ်ပုတ်ခတ်တယ်နောက်ဆုံး ဒီရွေးကောက်ပွဲသူအခုဒီပြည်ထနာမတက်ခင်လေးရတယ်ဒေါအောင်ဆန်းစုကြည်ကိုသူပြောဘာပြောတာဆိုဒေါအောင်ဆန်းစုကြည်ကနိုင်ငံရေးကျင်းသားမဟုတ်ဘူးအကတိမှုနဲ့ရှင်းပြရင်တော့ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးကျင်းသားမဟုတ်အကတိမှုနဲ့တခိုးပါလို့ဆွဆွဲပြီးတော့ဘာပြောကစော်ကားထည့်သေးတာကြံကြောက်စရာကြီးနော်လူတွေကအကောင်းပြောတာသူ့အတူတော့ဒါပါတီတခုရဲ့ခေါင်းဆောင်ဖြစ်နေပြီနော်အဲဟိုမတိတဲ့လူတိုင်းရောတိပါတယ်သူ့အကြောင်းမတိတဲ့လူတွေအတွက်ဆက်ပြောရအောင်ဆိုအဲ့ဒီကနေ NND ရဲ့ထွက်ပြီးတော့ 2018မှာလားမသိဘူးပြည်ထောင်လုံးပါတီကိုတည်ထောင်တယ်2020မှာပြည်ထောင်လုံးပါတီရဲ့ဥက္ကဋ္ဌဆိုတဲ့နော်ဝင်ပြိုင်တယ်အမှတ်တရမှာ10မှတ်မပြည့်ဘူးခွနိတရမတက်ခိုင်ရတဲ့မဲရခိုင်တော့ခွနိတရမ30နဲ့3ည3လားမသိတော့အဲ့တခု30မပြည့်ဘူးတွတ်ကြည့်ပထမတော့ဘာဖြစ်တယ်အဲကြွကြွလေးလွတ်တော်တဲ့ဝင်သွားတယ်ကိုကိုဟုတ်လာပြီထင်တာကငါလွတ်တော်မှတ်ဖြစ်သွားပြီကွာဟာဟာအဲဘာဖြစ်လဲ အဲ့တဝင်းလုံးကန်တာဖွားကြီးကဘာဖြစ်တာညာဖြစ်တာအဲ့အခုလေးကြာကြောင်းမင်းအောင်လာရဝီကြီးတနေရပေးပြီးတော့အညောက်သားကတော့အာသူ့ကိုကန်ပါအာဒေါ်သန်းစုကြည်အဂရီမှုနဲ့ဖြစ်တယ်နိုင်ငံချင်းတော့ဟောပါစောကားလားစောကားလားချက်ချင်းဒူးပေးတာဟမ်လပိုင်းအတွင်းကိုဒူးပေးတာရက်ပိုင်းအတွင်းကိုဒူးပေးတာနော်သွားပြီဟမ်ဒါပေမဲ့တနာဖို့ဘယ်တော့ကောင်းလဲဆိုတော့ဒီနေ့ချိန်ထိအဲ့ဒီပီတုံးလုံးပါတီရဲ့ဖိဖို့မှာတက်တက်ไก่ပုံးမဲ့တောက်လျှောက်တင်တာရေတံမှုတွေတပူးတပူးသွားပေးတာလုံးမအဲ့ ညာတင်တာတင်တာသူ့မှာတအားဖြစ်နေတာလွတ်တော်မှတ်ကဲဒါကတော့တသက်ခိုင်ရဲ့အကြောင်းပြောတာဖြစ်ပါเนาะအဲ့တော့ဘယ်လိုပြောပေါ့ဒီအမေစုကိုပေါ့เนาะစော်ကားတဲ့ဟာအခုစိန်မှာဆိုပြန်ပြီးတော့ဝစ်လေတယ်လို့ပြီးသူအားလုံးလည်းတုံ့တက်နေတာဖြစ်တဲ့အတွက်ပါเนาะအခုဆိုရင်ဝစ်လေရင်တော့မကောက်ပါเนาะဟိုဘက်လေးမရောက်ဒီဘက်လေးမရောက်ပါเนาะဟိုဘက်ကဆိုရင်လည်းသူ့ကိုလူလိုမဆက်ဆံပါเนาะတော်တော်ကြီးကိုအခြေအနေဆိုးတဲ့ဘဝရောက်သွားဖြစ်ပါเนาะအဲ့ဒါပြင်သူ့ရဲ့အကျွေးတွေတလပုံဖြည့်ထားတဲ့ drive ပြီးလုံးတိသွားတယ်ဖြစ်တဲ့အတွက်ပါเนาะတသက်ခံဘဝကတော့မိရေး၄ခါ၅ခါလောက်နာသွားတဲ့ဘဝဖြစ်သွားပါပြီเนาะ ။ဟုတ်ကဲ့ဒီမနက်ပိုင်းသတင်းပြီးတော့ဒီလောက်ပါပဲ။အစားဆုံးကြည့်ပြီးရေမြပပြည်သူရောက်စဉ်2ပဲကျေးဇူးတင်ပါတယ်။နေ့လေကြမှာကျွန်တော်နောက်ထပ်သတင်းပေါ်ပြန်ပြီးတွေ့ကြမှာနော်။